ဥမာစင်မြန်မာနိုင်ငံမှာရှိတဲ့ဘောရင်တထုတွင်ကြီးမှာဆိုရင် lesson slipper ကဲတော့ငွေ၃မျိုး၃ခုပေါင်းဆက်ထွက်တဲ့တထုတွင်ကြီးဖြစ်ပါတယ်မြန်မာယူမာတော့အရက်ခေါ်ခဲဆိုတာတော့ဂလီနာပါဝင်ခဲမဖြူဖြိုင်နဲ့တင်းတန့်စခြင်းပေါ့တို့လေဒေတာကံများကခဲလို့ခေါ်ကြတယ်ဒါပြင်ခနောက်စိန်ခေါ်အန်တီမိုနီအရက်၃မှာလည်းခဲလို့ ေါ်ကြပါတယ်။ယခုဖော်ပြပါအကြောင်းအရာခဲရတော့ဂလီနာခေါ်တဲ့လက်ခဲဖြစ်ပါတယ်။ခဲပြင်ပြီးလို့ထားတဲ့ဗတိခဲလက်ဖြစ်ပါတယ်။ရှေးခါပုံပြီမျိုးဟိုမှာခဲတတူပြီးညီပိုက်တွေ့ထားတာကိုတွေ့ခဲ့ရပါတယ်။ဒါကိုကြည့်ချင်းအပြင်ယောမခေကယောမသားတို့တွေဟာညီပိုက်တွေ့ချင်း ဟိုတုံးပြူနေဖြစ်ကြောင်းသိရှိရမှာဖြစ်ပါတယ်။ရောမအင်ပါကြဆင်းသွားခြင်းမှာလည်းပရိသေလူလွန်းစားများဟာခဲစိတ်တင်နေတဲ့လူကြီးစားကြပါတယ်။ခဲစိတ်တင်ခြင်းကြောင့်လည်းမြို့သူများမိဖွားခြင်းမှာလည်းတိကျရတဲ့လူကြီးစားထားကြပါတယ်။အောက်တန်းလွာများဟာဝိုင်းကွက်ကိုခဲကွက်နေမှုပဲမြေကွက်နဲ့တတောက်ကြပါတယ်။ရတာဘူကောင်းစီရဝိုင်းကလေးကိုခဲမှုနေငယ်စီထည့်ပြီးတော့တောက်ကြရလို့ဆိုပါတယ်။ဂလီနာလို့ဆိုတဲ့ အခေါ်ကတော့ဂရိဘာသာစကားမှာဆင်းသက်လာတာဖြစ်ပြီးတော့အဓိပ္ပာယ်ကတော့ခဲတတ္တိယိုင်လို့အဓိပ္ပာယ်ရပါတယ်။ရှင်းရှင်းခင်များစွာတဲ့ကထိခြားစွာတိတာနေတဲ့တတ္ထုတစ်မျိုးလို့ဆိုရပါမယ်။ရှိဣจิตတီကတော့ရှိအောင်ဣจิตတီကတော့ဂလီနာခဲမှုတွေကိုမျက်နှာအလှပြခြေတရာမှာနောက်မြခန်းစူးစီမျက်လုံးပဝန်းကျင်စူးစီများအဖြစ်သုံးပြကြတယ်။နောက်မျက်နှာမျက်လုံးရောင်ခြေပစ္စည်းများဖြင့်သုံးပြကြတယ်။ရှိအောင်ဣจิตတီရဲ့အကိယနီးနဲ့ လီနာကိုရွှေတက်ရွှေတက်ထုတို့ပြောင်းပြီးထုတ်နိုင်တယ်လို့ယုံကြည်ကြတာလည်းရှိပါတယ်